မြမအရေးတရုတ်ဂျာဝင်မှုကြဲကြဲပြပြန့်ချင်းကမှရေရှည်အတွက်စိတ်နှိကောင်းဖြစ်မယ်လို့ NUG ယာယီသမရပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်အနေနဲ့မြမအရေးမှာတက်တက်ကြွကြွဝင်ရောက်ဖြန့်ဖြေးမှုကိုမငင်းပယ်ပေမဲ့အခုထက်ပုံမကျဲပြန့်တဲ့ချင်းကမှုတွေနဲ့ဂျာဝင်မှာပဲရေရှည်အတွက်စိတ်နှိကောင်းဖြစ်မယ်လို့အမျိုးသားညညရေးအစိုးရ NUG ယာယီသမရဒိုလာရှိလာကပြောပါတယ်။ ဧပြီ26ရက် NUG အစိုးရအဖွဲ့အစည်းအဝေးမှာယာယီသမရကအဲ့ဒီအတိုင်းထည့်သွင်းပြောကြားခဲ့သလိုအခုလောက်ရဟာမြမအရေးကိုလက်တလောအနာတတယုံ စေမိတူလောင်းနဲ့ကျင့်နဲ့တင်းတရမလို့ဖြစ်နေရလို့ယာယီသမရကဆိုပါတယ်တရုတ်နိုင်ငံဘက်ကအစိုးရအဖွဲ့အပေါ်အမြင်တချို့ကိုပြန်လည်တက်မှတ်ပေးဖို့လိုသလိုတရုတ်အနေနဲ့ NUG အစိုးရအပေါ်ထင်ကြီးအမျိုးမျိုးနဲ့ချင်းကပ်ချင်းမြင်နေတာဟာကြာပြီလို့ပြောပါတယ် အန်ယူဂျီအစိုးရဟာတရုတ်နဲ့ပတ်သက်ရင်ငြင်းညက်စွာ အတူရှင်တွဲနေထိုင်ရေးမှုကိုအခြေခံတဲ့နိုင်ငံသားရဲ့သဘောထားရှိပြီးမြန်မာနိုင်ငံထဲကတရုတ်ရဲ့အကျိုးစီးပွားတွေနဲ့ပတ်သက်ရင်လည်းအန်ယူဂျီကစွန့်ယောက်ခလုတ်အဖြစ်ရှိနေမှာမဟုတ်ပဲမိဖက်အနေနဲ့ဥပပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ယာယီသမရကပြောပါတယ် ပါလီမန်ဒီမိုကရေစီခေတ်ကလေးကတရုတ်အိန္ဒိယနဲ့မြန်မာတို့ဟာငြင်းငြင်းစွာအတူရှင်တွဲနေထိုင်ရေးမူကြီးကိုကမ္ဘာတိကျင်ညာချက်ထုတ်ပြီးမြမအရေးဆွေးနွေးတဲ့အခါမှာလည်းနိုင်ငံတော်ရဲ့ဖြစ်တည်မှုကိုလိလုမရှုဘဲမူအပေါ်အခြေခံတဲ့ဆွေးနွေးမှုတွေကိုအခြေပြုဖို့တိုက်တွန်းရမှာဖြစ်တယ်လို့ဆိုပါရစေ။